်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရင်ဖျားရှင်ရဲ့ကြီးစွာတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ကြီးစွာတော်ကြောင့်2025ခုနှစ်ဇွန်လ20ရက်နေ့သို့အရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စင်တိုင်းကြည်ရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားရှင် ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်နေနှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနဲ့နေသောတမန်တော်ကိုတန်ရှင်းသောဝိညာဉ်တော်ဖျားယူဆောင်ဖို့ပြပါ အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါ သခင်ယေရှုနာမအားဖြင့်ဆုတောင်းတဲ့ဝေငှပါれဖရာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါ रे ကျွန်တော်တမောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ၁၂ခုကိုကျွန်တော်ထောက်နေပါ रे အော်ကျွန်တော်ဒီမှာတမောင်းချမ်းထဲမှာတမောင်း39ချမ်းထဲမှာကျွန်တော်တို့သိတဲ့နဲ့အရေးကြီးတဲ့နေရာ၁၂နေရာရှိပါ रे အဲ့ဒါကိုကျွန်တော်တရက်တစ်ခုစီနားထောင်တာဒီကနေ့၄ခုမြောက်ကိုရောက်ပါပြီ။ အဲ့တော့နံပါတ်1ပထမတစ်ခုကတော့အေဒင်ဥယျာဉ်ဖြစ်တယ်။ဘောဂျန်ကန်ကြီးနဲ့အငယ်၈ကိုဖိုင်ကျော်တွေ့ရမှာဖြစ်တယ်။နောက်ဒုတိယတစ်ခုကတော့အာရတ်တောင်။အာရတ်တောင်ဆိုတော့နော်အီသင်မောနောက်ဆုံးတင်ခဲ့တဲ့တောင်ဖြစ်တယ်။ရေလောမှုချင်းပြီးတဲ့အခါမှာနော်အီသင်မောကအဲဒီအာရတ်တောင်ပေါ်မှာသွားတင်ခဲ့တယ်ဆိုတော့တွေ့ရတယ်။ဘောဂျန်ကန်ကြီး၈အငယ်၄ကိုဖိုင်တွေ့ရမယ်။ဒါကျွန်တော်များကြီးနားထောင်ခဲ့ပြီ။နံပါတ်3ကတော့ဘာဘူးလုံးရဲတိုက်ဖြစ်တယ်။ဘောဂျန်ကန်ကြီး၁၁ အငငယ်9နဲ့6တိဖတ်ရင်တွေ့ရမယ်။နောအေးရဲ့မြစ်တော်လေကုရှရဲ့သားဖြစ်တဲ့နေယောဒဥဆောင်ပြီးဒီဘာလို့ရဲလိုက်ဒီစောက်တယ်။ဘုရားသခင်ကိုအန်တုပြီးစန့်ကျင်ပြီးကြော်စောကိတ်တိတဲ့စန္ဒတွေနဲ့တိစောက်တဲ့အခါပြုတ်ပြတ်သွားတယ်။ဘုရားကိုချီးမွမ်းပြီးဝန်ခံပြီးတိစောက်တာ မဟုတ်ပဲနဲ့ တို့ကိုတို့ထင်သင့်တာထက်ပူထင်တဲ့နှလုံးသားတွေနဲ့ဖះကိုစန့်ကျင်ပြီးဘာလို့ရဲလိုက်တီးဆောက်တဲ့အခါမှာအကုန်ပြုတ်ပြတ်ခဲ့တယ်ဆိုတာကိုသတ်တွေ့ရတယ်เนาะဒါလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပါပြီကဲဒီနေ့ကျွန်တော်နံပါတ်၄ကတော့เนาะဥရမြို့เนาะဥရမြို့ဆိုတာကခါလဒဲလူမျိုးတွေနေတဲ့နေရာဖြစ်တယ်အဲ့တော့ခါလဒဲလူမျိုးဆိုတာကဘယ်သူတွေကိုပြောတာလဲဆိုတော့ဘာဘူးလုံလူမျိုးတွေကိုပြောတာ အဲ့တော့ဘဗုလုန်လူမျိုးတွေဆိုတာကတော့เนาะဒါကျွန်တော်အားလုံးသိတယ်ဘဗုလုန်ဘုရင်တွေဘုကနေစာเนาะအဲဘဗုလုန်ဘုရင်တွေဘုကနေစာအလွန်ဆိုးတယ်သူတို့ရဲ့ဒီ original ကဒီ caladeri ပထမဆုံးသူတို့ရဲ့တိုးနေခဲ့တဲ့နေရာကဒီဥရမျိုးဖြစ်တယ်အဲ့တော့အေးဥရမျိုးကနေဘသူတွေကပေါ်ထွက်လာလဲဆိုတော့အာဗြဟံတို့ တောင်အာဗြဟံကဒီကလဒဲလူမျိုးတွေနေတဲ့ဥရမျိုးမှာသူပထမဆုံးနေခဲ့တာတောင်ဒီတမောင်းချမ်းရဲ့အရေးကြီးတဲ့နေရာ12ခုမှာဒီဥရမျိုးကတိတ်အရေးကြီးတယ်ပေါင်အာဗြဟံကအဲ့ကနေပေါ်ထွက်လာတာအဲ့ကနေပေါက်ဖွားလာတာအဲ့ဒီဥရမျိုးမှာကလဒဲလူမျိုးတွေပဲနေတယ်နားလည်အောင်ပြောရအောင်ဗာဗုလုန်လူမျိုးတွေပဲနေတယ်ကျန်တဲ့သူမျိုးတွေနေတယ်ဗာဗုလုန်လူမျိုးကို ချမ်းသာမှာအများကြီးကျွန်တော်တို့ဟာလာတွေ့ရတယ်။နော်ချမ်းသာထဲမှာဘာဖြစ်လို့လူမျိုးနဲ့ပတ်သက်ပြီးတော့အများကြီးတွေ့ရတယ်။ဘာဘလုံကအခုခေတ်အနည်းဆုံးပေါ့နော်ကျွန်တော်ခုခေတ်အနည်းဆုံးနိုင်ငံနဲ့ပြပါဟိဆိုရင်တော့ဘာဘလုံကအီရက်ဖြစ်တယ်နော်အီရက်နိုင်ငံရခင်ဘာဘလုံလူမျိုးတွေနေခဲ့တာဖြစ်တယ်အဲ့တော့ဒီဘာဘလုံလူမျိုးတွေက သူတို့ကဒီဥရမျိုးမှာအခြေကျတယ်သူတို့ကိုနောက်ပိုင်းမှာဘသူတွေက ဝင်တိုက်ခဲ့လေဆိုတော့เนาะအာမောရီတွေကသူတို့ဝင်သိမ်းခဲ့ဘူးတယ်အဲ့ဒီအာမောရီတွေမသိမ်းခင်မှာဆူမာဆူမာရီယန်ဆိုတဲ့မင်းဆက်ပေါ့အဲအဲ့ဒီလက်ထက်မှာဒီခါလဒဲလူမျိုးတွေကဒီဥရမျိုးမှာအများဆုံးနေခဲ့တာဖြစ်တယ် ဒါကြောင့်အာဗြဟံကလည်းဒီဥရမျိုးဝါနေပဲပေါ်ထွက်လာတာဖြစ်တယ်။အဲ့တော့ဒီကပေါင်းချာကန်ကြီး7အငယ်၂၈ကိုဖတ်ရင်ကျွန်တော်တွတ်တူရမယ်။ကဲအဲ့ဒါအနေငယ်လေးဖတ်ပြီးခြင်းနဲ့ကာရန်ဒီလဲလောတာကိုမြင်လေ၏။ကာရန်ဒီအဖတီရမသိမီမိမိဖွားရအယက်ခါလဒေးပြည်သားတို့နေသောဥရမျိုး၌သိလေ၏။အကြောင်းအရင်းမှာအာဗြဟံအဖေနာမည်ကတေရဖြစ်တယ်။တေရသား၃ယောက်မွေးတယ်။သားကြီးဆုံးကအာဗြဟံ ဒုတိယသားနာခေါ်တတိယသားခါရန်အဲ့တော့အဗရန်တော့ညီကို၃ယောက်ရှိတယ်။အဲ့၃ယောက်မှာအငယ်ဆုံးညီခါရန်ရဲ့သားကလောတာဖြစ်။လောတာမှာညီမလေးတယောက်ရှိတယ်။အော်ဒီလောတာညီမကောလောတာအဖေခါရန်ကောအသက်ရှင်နေဖျောက်သူတို့မယုံခဲ့။ဒါပေမဲ့လောတာတယောက်ပဲယုံ။တောင်အဗရန်သူ့တူလောတာကိုသူသိချစ်တယ်။အခုလေဒီ ခါရန်ကအာဗရန်ကြီးအငယ်ဆုံးခါရန်ကအာဗရန်ရဲ့အဖေတေရမတေခင်တည်သွားတာအာရယောကြီးကြမင်းအာဗရန်တို့ရဲ့မိသားစုထဲမှာပထမဆုံးတည်သွားတာခါရန်ဖြစ်အာဗရဟံရဲ့ညီအငယ်ဆုံးအာဗရန်နာခေါ်ခါရန်အဲ့ခါရန်တည်သွားတာအဲ့တော့ခါရန်တည်သွားတော့သူ့မှာသားသမီးနှစ်ယောက်ဂျန်ခဲ့တယ်လောတာနဲ့မိလက်ခါဖြစ်တယ် အဲ့ဒီမောင်မနှစ်ယောက်ကိုအာဗြဟံအမြဲပြုစုခဲ့တယ်ဆိုတဲ့သဘောမျိုးသူတွေ့ရတယ်။အဲ့ဒီမှာမှအာဗြံကလောတာကိုတော်တော်လေးပတ်ဖို့ခဲ့တာ။ဒါပေမဲ့လောတာကလည်းအသက်ရှင်နေဖျောက်ယုံတော်ညာလေဖျက်ခဲ့မနစ်သက်တဲ့နှလုံးသားဒူးစိုက်တွေရှိတဲ့အခါမှာဒီတော်ရုံဂေါမောရာကိုသူရွေးချယ်ပြီးနောက်ဆုံးသူ့ရဲ့ရွေးချယ်မှုလွဲခဲ့ခြင်းဟာသူ့ဘဝမှာပြိုပြတ်ခြင်းနေနဲ့ရင်ဆိုင်ရတယ်။ အဲ့ဒီကနေ့ဘဝမှာရွေးချယ်မှုလွဲရင်တခါတည်းမှာပြုတ်ပြတ်တတ်တယ်ဆိုတော့သတ်တွေ့ရတယ်ဒါပေမဲ့ဖျားပါတဲ့ရွေးချယ်ခြင်းကတော့ခက်ခဲမှုတွေဘလောက်ရှိပါစေအောင်မြင်ခြင်းကိုဖျားပြန်ပေးတယ်ဆိုတာလေတွေ့ရတယ်ဥပမာကျွန်တော်ကရွေးချယ်မှုလွဲသွားတာအေးဝသူရွေးချယ်မှုလွဲတယ်ကောင်းကောင်းတီချွမ်းရပင်းရဲ့တီကိုမစားနဲ့ဆိုတာစာရမဏကစားဆိုသူစားလိုက်ရွေးချယ်မှုလွဲတယ်အပြစ်ကြရောက်တယ်လောတာရွေးချယ်မှုလွဲတယ်တောတော်ကောင်းမောင်တော့သူရွေးချယ်လိုက်တယ် ။ Now Herodi ရဲ့သမီး Hero မင်းကြီးရဲ့မွေးနေ့ပွဲမှာက Hero ကပြောတယ်မင်းကြိုက်တာတောင်းတာငါပေးမယ်တဲ့။နော်။အဲ့ချိန်မှာသူရွေးချယ်မှုလွဲလိုက်တယ်။နှစ်ချင်းစရာယောဟန်ခေါင်းကိုသူတောင်းမိလိုက်။ဒါရွေးချယ်မှုလွဲခဲ့တာ။ဒါပေမဲ့ကျန်တာမှာရွေးချယ်မှုမှန်တာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Mero Mari သူယောသက်နဲ့ယူလို့ရတယ်ဒါပေမဲ့သူယောသက်ကိုမယူသေးဘဲနဲ့သခင်ယေရှုကိုမွေးပေးဖို့ရွေးချယ်လိုက်တဲ့အခါ ယနေ့ထိမြတ်တော်မျိုးသီးလို့ခေါ်ခြင်းခံသူက pure virgin နော်အပြုတ်ကညာနေတကယ်ရှုကိုတရှင်သောဝိညာဉ်နဲ့ဗြိတ်တွေဆွဲပြီးမွေးတာပြီးမှသူရောသက်ကိုပြန်အိမ်အောင်ပြုတ်ခွင့်ရတယ်ဒါရွေးချယ်မှုမှနာမေရော်မာရီနောက်ယာအီယုသူ့တမီးလေးကတည်တဲ့အချိန်မှာသူ့အိမ်ကလာပြောတယ်တကယ်ရှုမခေါ်နဲ့တော့လေပြန်လှည့်လာတော့ဒါပေမဲ့ तू ကပြန်မလှည့်ဘူး तू ရွေးချယ်မှုကပြန်လှည့်လို့ရတယ်အိမ်ကဒါပေမဲ့ तू ကမလှည့်ပဲသခင်ယေရှုကိုပဲရွေးချယ်ပြီး တခိယေရှုကိုစောင့်ခေါ်ပြီးအိမ်ပြန်သွားတဲ့အခါအဲ့ဒီယိုင်ယူတည်နေတဲ့ဆတ်နှက်နဲ့သမီးလေးကိုတခိယေရှုကတလိသကုမိမိမငယ်ထလို့ဆိုထထိုက်တယ်။ဒါရွေးချယ်မှုမှန်တာ။ဒါကြောင့်မှရွေးချယ်မှုမှန်တာလေ။နောက်တန်းကြီးလားဒီဘဘလုံနိုင်ငံမှာသူတို့ရောက်သွားတဲ့အခါမှာသူတို့ရစ်မှုတဲ့ຢာတွေအကုန်တိုက်တယ်။ဒါပေမဲ့သူတို့ကမရွေးဘူး။သူတို့ဘာပဲရွေးလဲ။ရင်နဲ့အသီးနာမဲရွေးတယ်။ ရှာဒရမင်းချက်ဘေနီကောဒိုင်ဟီလာ၄ယောက်ကအသင်းနာနဲ့ရေပဲသူတို့ယူရတဲ့အခါရွေးချယ်မှုမှန်တဲ့အခါအဲ့ဒီဘဘလုံနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်ခါနဲ့လူငယ်ကြီးပဲ၃တောင်နီးပါးရှိတယ်အဲ့မှအဲ့၄ယောက်ပဲရွေးချယ်မှုမှန်တယ်ကျန်တဲ့2900မမှန်တဲ့အခါအဲ့2900ကိုဘေးကမသုံးတော့အဲ့၄ယောက်ကိုဘေးကချီးမြောက်တာသူတို့ဝင်ကြီးတွေဖြစ်လာတယ်တော့ဒီကနေ့လောကမှာအဲ့ရွေးချယ်မှုမှန်ဖို့လူတွေဆိုတွေ့ရတယ်အာဗြဟံရွေးချယ်မှုမှန်တယ်လောတရွေးချယ်မှုလွဲတော့ ဒါကြောင့်လောတာနောက်ဆုံးဆုံးရှုံးတယ်။ဒါကြောင့်သူတို့တမျိုးလုံးကဗမာရင်နေခဲ့တာဥရမျိုးမှာအဲဥရမျိုးမှာ နေရင်းနဲ့အာဗြဟံရဲ့ညီငယ်ဆုံးခါရန်တည်သွားတဲ့အခါမှာအာဗြဟံတို့ကအဲဥရမျိုးကနေထွက်လာပြီးခါရန်ပြည်ကိုသူတို့ရောက်လာတယ်။အဲခါရန်ပြည်မှာနေရင်းနဲ့မှာဘုရားသခင်ကငါပြလက်တက်နဲ့ပြည်ကို သွားပါလို့ပြောတဲ့အခါမှာ ခါနန်ပြည်ကိုအာဗြဟံသွားခဲ့တာဖြစ်တယ်။ဒါအာဗြဟံရဲ့ပထမဆုံးနေခဲ့တာဥရအဲ့ရနေခါရန်ရောက်လာတယ်။အဲ့ရနေမှာဘုရားသခင်ကငါပြလက်တတ်သောပြည်စွာခါနန်ပြည်ခါနန်အဲ့ခါနန်ပြည်ကိုအာဗြဟံကသွားတဲ့အခါမှာတကယ်ပဲဘုရားကအာဗြဟံကို လူမျိုးကြီးဖြစ်စေတယ်ဣဇတ်ဆိုတဲ့သားကိုမွေးဖွားစေတယ်ကောင်းကြီးတွေလိုက်လာတယ် အဲ့တော့ဒါကြောင့်ဒီဥရမျိုးဆိုတာကအလွန်ရေးကြီးတဲ့မျိုးတစ်မျိုးဖြစ်တယ်။နောက်ဒီဥရမျိုးနဲ့ပတ်သက်ပြီးကျွန်တော်ကအချက်ကလေး၄ချက်ဖော်ပြချင်တယ်နော်။နံပါတ်၁ branch ချက်ကတော့ဘာလဲဆိုတော့ဥရမျိုးဆိုတာအာဗရာဟံနဲ့မိသားစုများမူရင်းနေတဲ့အရက်တည်ဥရမျိုးဖြစ်တယ်။သူတို့ရဲ့ကနဦးနေခဲ့တာဥရမျိုးမှာနေခဲ့တာအာဗရာဟံတို့ကဘရကနာခလဒေဆိုတာဘာဘူးလုံလူမျိုးတွေကိုပြောတာ ကဲနံပါတ်2ဒုတိယချက်ဒုတိယချက်ကတော့အဲ့ Colorday ဆိုတာဘာဘူးလုံလူမျိုးတွေကိုပြောတယ်လို့အဲ့ဘာဘူးလုံလူမျိုးတွေရဲ့ကိုးကွယ်မှုလောက်ဆောင်မှုအားလုံးဟာအဲ့ခါဥရမျိုးကြီးကိုလွှမ်းမိုးနေတာဒါပေမဲ့အဲ့လွှမ်းမိုးနေတဲ့အထဲကနေအာဗြဟံကဖခင်ရဲ့အတန်ကို ကြားပြီးဖခင်ရဲ့အတန်ကလွှမ်းလွှမ်းမိုးတဲ့အခါမှာယုံကြည်ခြင်းဖခင် ဖြစ်လာပြီးဣသရေလရဲ့ဘိုးဘေးဖြစ်လာ အော်ဒါမနီတရချက်ကတော့ဒီဥရမျိုးမှာခါလဒဲလို့ခေါ်တဲ့ဘာဖြစ်လို့လူမျိုးတွေလွှမ်းမိုးနေတဲ့အချိန်မှာအာဗြဟံဖခင်အတန်လွှမ်းမိုးပြီးထွက်လာတာအဲဒီဒီလောကကြီးမှာစစ်ပွဲတွေတဘာဝပေးတာဖောက်ပြန်မှုတွေမျိုးမျိုးသောသတင်းဆိုးတွေလွှမ်းမိုးနေတဲ့အချိန်မှာဖခင်အတန်ကြားပြီးထွက်ဖခင်အတန်ကြားပြီးလို့ဖခင်အတန်ဆိုတာနှုတ်ကပတ်တော်မှာပဲရှိပါတယ်ပြန်ပြောမယ်ဖခင်အတန်နှုတ်ကပတ်တော်ထဲမှာရှိဖခင်ရဲ့စကားတော်ဆိုတာတမန်ကျမ်းစာကိုပြောတာအဲဒီနှုတ်ကပတ်တော်အတိုင်းသွား အဲ့ဒီနှုတ်ဝတ်တော်လွန်မိုးခြင်းခံယူလိုက်အဲ့ဒီပုံမှာဖခင်အာဗြဟံကဲ့သို့တင့်ကိုကောင်းကြီးဖြစ်စေမှာဖြစ်တယ်။နံပါတ်3တတိယချက်ကအဲ့ဒီဥရမျိုးကအသက်ရှင်တဲ့ဖခင်ကိုမသိတဲ့သူတွေစုဝေးနေတဲ့မျိုးဖြစ်တယ်။အဲ့ဒီဥရမျိုးမှာအသက်ရှင်တဲ့ဖခင်ကိုမသိတဲ့သူတွေကြီးပဲစုဝေးနေတာ။ဒါကြောင့်မသိတဲ့သူတွေကစုဝေးနေတော့ဖခင်ကိုမထီလေးစားသိပ်လို့တယ် အဲ့တော့ဖယောင်းမထီလေးစားလုပ်တဲ့သူတွေကြားထဲမှာနေပေမဲ့ဖယောင်းကိုယိုသေးတဲ့ပုံကိုပေါ်ထွန်းလာတယ်အဲ့ဒါဘုရားကအာဗြဟံပဲ။အော်ဒီကနေ့လောကကြီးမှာဘုရားသခင်ကိုမထီလေးစားပြောနေတဲ့သူတွေများစွာထဲမှာကျွန်တော်ဂျမကနှုတ်ကပတ်တော်အတန်ကိုနှိမ့်တိုင်းနားထောင်တိုက်ရင်ဖယောင်းကိုဘလို့ယိုသေးလေးစားရမလဲပို့ပြီးနားလေတာပါဖြစ်။အာဗြဟံကဲ့သို့ဖယောင်းမသိတဲ့သူတွေကြားထဲကနေဖယောင်းဆွဲထုတ်တာ။နောက်ခါလတဲ့အဖွဲတွေကဥရမျိုးမှာပဲကြံခဲ့တာ။ ဒါပေမဲ့အာဗြဟံကခါနန်ပြည်မှာ ကောင်းကြီးတွေပြန်ဝေဆာသွားတယ်။တောင်ကျွန်တော်ကဒီကြံခဲ့မဲ့အထဲမှာအသက်မရှင်ပဲဖျားရဲ့ပြင်ဆင်ထားတဲ့အရက်ကိုယုံကြည်ခြင်းနဲ့မျှော်လင့်ပြီးကြည်နေတတ်ဖို့လိုတယ်။ဒီကနေ့ကျွန်တော်တို့ကခါနန်သာဝရခါနန်ကကောင်းငင်ပရိသုပုံပဲ။နော်ကျွန်တော်တို့ကကာလအစင်မြဲနော်ဒါကောင်းငင်ပရိသုပုံကျွန်တော်တို့ခါနန်ပဲ။ ဒီပင်ကောင်းရင်တဲ့နဲ့မြေကြီးတဲ့ဒါကျွန်တော်တို့ရဲ့ခန္ဓာမယ်လက်ရှိကလည်းသင်ရှိတဲ့နေရာမှာဖျားရဲ့နှုတ်ကတော့အတန်နဲ့တွားရင်သင်ရှိတဲ့နေရာမှာဘလောက်ခက်ခဲခက်ခဲအဲ့ဒီနေရာမှာကြွယ်ကာခြင်းရှိတယ်အဲ့ဒါခန္ဓာမယ်တောင်အာဗြဟံခက်ခဲတွေကြားထဲမှာသူရှိရာအရက်မှာခန္ဓာပြီလို့ဘုရားရှင်ကကောင်းချီးပေးတယ်ကောင်းချီးပေးတယ်နော်ဒါကြောင့်ဒီဥရမျိုးဆိုတာအသက်ရှင်တဲ့ဘုရားတွေမ ဖះကိုမတိတဲ့သူတွေစုဝေးနေတဲ့နေရာဥရမြို့မှာရှိတယ်ဥရမြို့သားတွေနံပါတ်၄နောက်ဆုံးတစ်ချက်ကတော့အဲဒီမြို့တွေကနေအာဗြဟံကိုဖះသခင်ကယူကောက်တဲ့အခါမှာအာဗြဟံအဖြစ်အစ္စရေးဆက်နှမျိုးပေါက်ဖွာလာပြီးဒီကနေ့ထိကဘာပေါ်မှာအစ္စရေးကိုဖះရှင်က ကောင်းချီးပေးတာဖြစ်တယ်အစ္စရေးနိုင်ငံမျိုးမျိုးသောခက်ခဲတွေရင်ဆိုင်ရတယ်အခုလက်ရှိလည်းအမျိုးမျိုးသောစစ်ပွဲတွေတွေ့ကြုံရပေမဲ့ ဖရာသခင်ရဲ့ဂတိတော်ကဘယ်မှာပဲရှိတယ်အစ္စရီဒီပေါ်မှာပဲရှိတယ်ဤဒီကထပ်ပြဲနှုတ်ကပတ်တော်ဖြစ်တယ်တောင်းဖရာသခင်ကအာရောင်ပြောရေမင်းလူမျိုးကိုကောင်းချီးပေးတဲ့သူငါကောင်းချီးပေးမယ်မင်းလူမျိုးကိုချိန်ဆတဲ့သူငါချိန်ဆမယ်ပြောပြီးသားဒါကပေါင်းချမ်းကြီးဆက်နေငယ်တက်ကနေငါထိဖန်ကျွန်တော်တွေ့ရမယ်နော်အာဒီယောကြည့်ချမ်းပြင်ကျွန်တော်အစ္စရီနိုင်ငံကိုကောင်းချီးပေးရကျွန်တော်အစ္စရီလူမျိုးတွေကောင်းချီးပေးရဘာကြောင့်လဲ အာဗြဟံဖျားရှင်ပြုတဲ့ဂတိတော်ကကျမ်းစာမှာရှိပြီးသားအဲ့ဂတိတော်အတိုင်းသူကဘဝမှာအတွေးခေါ်နဲ့မသွားနဲ့ကြဆင်းတက်တယ်ဒါပေမဲ့ဂတိတော်နဲ့သွားရင်တော့ကျွန်တော်ရဲ့အနာဂတ်တွေစိတ်ချရတယ်တော့အာဗြဟံအတွေးခေါ်နဲ့သွားခဲ့တာမဟုတ်သူကဂတိတော်နဲ့သွားခဲ့တာဒါကြောင့်လည်းဖျားသခင်သူ့ကိုကောင်းချီးပေးတယ်တောင်တကယ်သင်ရှိရရမှာပြဿနာတွေဘယ်လိုပဲများပါစေသင်အတွေးခေါ်နဲ့မသွားနဲ့ ဘုရားရှင်ရဲ့ဂတိတော်နဲ့သွားအဲ့ဒီဂတိတော်တိုင်းသင်ရှိတဲ့နေရာမှာဘုရားရှင်ကသင်ကိုကောင်းချီးပေးမယ်ဆိုတော့အပေးရင်နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့ဤကုန်းချုပ်ခြင်း ਨੇ တခါတော့ကမက္ကဆီကိုနိုင်ငံမှာပေါ့နော်မက္ကဆီကိုနိုင်ငံမှာလူမျိုးတစ်မျိုးရဲ့နော်ပုံပြင်လေးတစ်ခုပေါ့ဒါလေးပြောပြခြင်းအဲ့ဒါပါလဲဆိုတော့တနေ့တော့ကတောအုပ်ကြီးတစ်ခုမှာအကြီးအကျယ်ပေါ့နော်တောမီလောင်နေပေါ့နော် အားချိန်မှာတိုက်ဆံနေအကုန်လုံးထွက်ပြေးကြနော်ထွက်ပြေးတဲ့အချိန်မှာပဲမိဘကနေလွတ်ဖို့အားဇီးကွက်တွေရောတမင်တွေရောကြားတွေရောမြောက်တွေရောခြံသိပ်တွေရောယုံတွေရောတရေတွေရောအကုန်ထွက်ပြေးတာအဲ့ချိန်မှာအောင်းစရာကောင်းတယ်စာကလေးတကောင်ကထွက်ပြေးရင်းနဲ့သူကအိုက်တော်မီလောင်နေတဲ့အရာကိုမြစ်ကမ်းကနေပြီးတော့ရေငုံပြီးလာလာနှိမ့်သက်ပြီးအဲ့တော့ဇီးကွက်ကတွေ့ပြီးမေးတယ်မင်းဘာလုပ်တာလဲတဲ့ ူတွေကဟိုတိရစ္ဆာန်တွေရောလူတွေရောထွက်ပြေးနေကြမင်းလည်းပြေးလေတဲ့မဟုတ်ဘူးတဲ့သူများတွေကတော့ပြေးဖို့လိုလို့ပြေးနေတာတဲ့ဒါပေမဲ့ကျွန်တော်မှငိမ့်လို့ရတဲ့အခွင့်အရေးရှိလို့ကျွန်တော်ငိမ့်ပေးနေတာအဲ့တော့ဈေးကွက်ကမီးတယ်ဟာမင်းငိမ့်လို့ဒီတတော်လုံးမီးငိမ့်သွားမှမှမဟုတ်တာတဲ့အဲ့ဒီချိန်မှာစာကလေးကလည်းပြန်ပြောတယ်ဟုတ်တယ်တဲ့တတော်လုံးတော့မငိမ့်ပေးပဲကျွန်တော်ငိမ့်လိုက်တဲ့နေရာလေးတော့ မီးငင်းသွားပြီးတော့အဲ့နေရာလေးတာယာသွားမှာပေါ့တဲ့အဲ့ဒါနဲ့ဈေးကလည်းလက်ခံတယ်ဘာမှမပြောတော့အဲ့တော့ဒီပုံမြင်လေးကကျွန်တော်တို့ကိုစကားပြောတယ်တော်ကြီးတော်လုံးတော့ငိမ့်အောင်တော့မလုပ်နိုင်ပေမဲ့ရှိတဲ့နေရာလေးမှာဒီကုနာစာကလေးလိုရှိတဲ့ရေလေးကိုငုံငုံပြီးသွားချတာအဲ့နေရာလေးတော့ငိမ့်သွားတယ်ဒီနေ့စင်ကဘာလုံးကိုငိမ့်ချမ်းသွားအောင်တော့မလုပ်နိုင်တော့ညာလေး သင်ရှိတဲ့နေရာလေးမှာဖခင်ရဲ့နှုတ်ကပတ်တော်အတန်နဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဖခင်ရဲ့ဂယုဏတရားကိုတိတ်အားဖြင့်ဖော်ထုတ်ပြရင်သင်ရှိတဲ့နေရာမှာငြိမ်သက်ခြင်းရှိနေမှာဖြစ်တယ်။အာဗြဟံအဲ့လိုအသက်ရှင်ခဲ့တာ။သူရှိတဲ့ဥရမျိုးမှာအသက်ရှင်တဲ့ဖခင်မသိတဲ့သူတွေဒါပေမဲ့အဲ့ထဲမှာ तू ကအလင်းဖြစ်နေတယ်။ခါရံပီမှာလည်းအလင်းခါနံပီရောက်တော့လည်းအလင်း तू ရောက်တဲ့နေရာမှာအလင်းဖြစ်တယ်။ဘာကြောင့်သူရောက်တဲ့နေရာမှာရစ်ပလင်တဲတယ်ဖခင်ရှိခိုး။ ီကနေ့ကျွန်တော်တို့ရောက်တဲ့နေရာမှာညီးကြလားရောက်တဲ့နေရာမှာချီးမွမ်းတာလားရောက်တဲ့နေရာမှာတူးအီးနေတာလားရောက်တဲ့နေရာမှာဖျားကောင်းမြတ်ကြောင်းကိုဝန်ခံနေတာလားစဉ်းစားတယောက်ဒီကနေ့အာဗြဟံရဲ့အသက်တာကဲ့သို့ကျွန်တော်တို့ရှိရအရက်လေးမှာကျွန်တော်နှုတ်ကပတ်တော်ရည်နဲ့ညှင်းပြီးတော့ကဘာကြီးမှာ အမျိုးမျိုးသောမီလီယံတွေစစ်မီလီယံတွေအမုံမီလီယံတွေအမျိုးမျိုးသောကဘာပေါ်မှာပူပန်း ြောင်ကျစရာမီလီယံတွေဟုံဟုံတောက်နေတဲ့ချိန်မှာကျွန်တော်ရှိတဲ့နေရာလေးမှာနှုတ်ကပတ်တော် ਨੇ ညှိမ့်သက်ပြီးအဲ့ဒီနှုတ်ကပတ်တော်အရှင်ကသင်ကိုတာယူကောင်းချီးပေးมาဖြစ်တယ်ဒါကြောင့်တခေချွတ်ပြောတယ်ငါကြီးညှိမ့်သက်ခြင်းကိုသင်တို့နိုင်ထားခဲ့ပြီတော့တခေရှုရတဲ့သူရဲ့အသက်တာမှာညှိမ့်သက်ခြင်းရှိအဲ့ညှိမ့်သက်ခြင်းကိုရှိတဲ့နေရာမှာလက်ဆင့်ကမ်းပြီး ေါ်ဆောင်တော်သူများဖြစ်ဖို့အားပေးခြင်းနဲ့ကျွန်တော်ရှိတဲ့နေရာမှာပူလောင်တောက်လောင်နေတဲ့သူမဟုတ်ပဲနဲ့ငြိမ်ချမ်းပြီးတော့ငြိမ်သက်ခြင်းကိုနှုတ်ကပတ်တော်ဖရာရဲ့အတန်တော်အားဖြင့်ဖရာရဲ့စကားတော်အားဖြင့်ဖရာရဲ့စကားတော်ဆိုတာဒီတမန်ကျမ်းစာကိုပြောတာအဲဒီအရာအားဖြင့်ပေါ်ထုတ်ပြီးဖရာတကယ်ကျွန်တော်နဲ့အတူရှိနေကြောင်းငြိမ်သက်ခြင်းရှိတဲ့အသက်တာနဲ့ပေါ်ပြနိုင်တော်သူများဖြစ်ပါစေလို့အားပေးရင်ဒီကုန်းချုပ်ပါလေ ကျမ်းစာရောက်ချင်းစီတိုင်းဖြတ်ရှစ်သားပြီးကောင်းချီးပေးပါစီ God bless you all ညင်သက်ချင်းရှိပါစီဒီကနေ့ကတော့ကျွန်တော် line internet line အခက်ခဲလေးကြောင့်အဲကျွန်တော်အချိန်အတော်လေးရွှေ့ပြီးမှုတော့နားလေပြီးမှုရန်တော့မြတ်တာရက်ခံလို့ပါတယ်အဲ Jesus ခွန်ယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှစ်ကောင်းချီးပေးပါစီကျွန်တော်ဒီကောင်းစင်ရဲ့ဓမ္မငါးတစ်ချက်ပေါ့ကိုတော့ကျွန်တော်လာမယ့်တနင်္လာနေ့ကျွန်တော်23ရက်နေ့ညနေ3:00ခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်တယ်လို့ကျွန်တော်နှစ်ဖာ 23ရက်နေ့6လ2025နဲ့6နိုင်မှာကျွန်တော်ကြောက်ရင်ညချင်းနဲ့ချင်းတို့မှာအာယုံဝပြုကိုကိုချင်းရှိပါတယ်ကျွန်တော်မိတမဒေနာဝေငှမှာဖြစ်တယ်ဒါကြောင့်ရုံပိတ်ကြောင်းပိတ်တဲ့နေ့မှာအစိုးကြီးဘိမှန်တော်လာပြီးစုတောင်းပြီးဖရာရဲ့နှုတ်ဘတော်နားထောင်ခြင်းဟာအလွန်မင်္ဂလာရှိပါတယ်ဒါကြောင့်အားလုံးကိုနှုတ်ထွေးစွာကြိုဆိုရယ်မိမိတို့ရဲ့အိတ်ချင်းများကိုဖြတ်တောက်ပြီးချစ်တဲ့စိတ်နဲ့လာတော်သူများကိုဖရာကောင်းကြီးပေးပါစေကျွန်တော်နဲ့ဆက်လေအထူးပြင်ဆင်ထားကြောင်းဖော်ပြလို့ ါဒါပေမဲ့တနင်္ဂနွေ22ရက်နေ့6လ2025မှာလေကျွန်တော်က9နိုင်မှ17နိုင်ထိကျွန်တော်အသိတော်ရေဝတ်ပြုကိုးကွယ်ခြင်းရှိပါတယ်ကျွန်တော်9နိုင်9နိုင်ကိုဒီ praise and worship ဖြစ်တယ်ကိုးကွယ်ရနေ17နိုင်ထိဝတ်ပြုကိုးကွယ်ခြင်းရှိတယ်ကျွန်တော်ပဲဓမ္မဒေသနာဝင်ငါမှာဖြစ်သလိုအလုံးကိုနှွတ်ထွေးစွာကျေးဇူးတွေနေနဲ့ပြပပရိသတ်များကတော့ဒီ page ကနေ live link ပေးမှာဖြစ်ကြောင်းဖော်ပြပေးလိုပါတယ်ဒီကနေ့ချစ်ရှိခွန်ယူတဲ့ဓမ္မပရိသတ်အလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ ငြိမ်သက်ခြင်းရှိပါစေစစ်တောင်းကောင်းကြီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဖျားထံတော်ပါမကောင်းကြီးဖျားပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့တလကောက်ဒီကနေ့မွေးနေ့ကြောက်တဲ့ကရသမီးဂျူးနဲ့တကွမိသားစုများမွေးနေ့ရှိသီးသီးပေါ်တို့တလကောက်မင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူသီးသီးပေါ်တို့တလကောက်ဘုံတော်ဝင်စားသောသူများချန်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့အတွက်တလကောက်ဘုံတော်ဝင်စားသောဆမတ်နော်မြင့်မြင့်သိကျန်ရှိတဲ့မိသားစုတွေကြာတော်မြတ်ကြီးတုတ်ပေးခြင်းနဲ့ ဖျားလက်တော်ကွက်ကစောက်မှချင်းဘုံတော်ဝင်စားသောဆောကိုငိမ့်ချမ်းအောင်ကြံရှိတဲ့မိသားစုများအတွက်ဖျားသခင်လက်တော်ကွက်ကစောက်မှချင်းနဲ့တကွဖျားရဲ့ကုနာတက်ရောက်စေခြင်းနဲ့တကွကြီးစုတဲ့ online ပရိသတ်များများမှာပြည်내ကဘာကြီးပေါ်သို့တကောက်သူဖြစ်အစ္စရေးနိုင်ငံကိုဖျားရှင်ကောင်းချီးပေးလျက်ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေတဲကနေပြီးတော့ဖျားရဲ့လက်တော်ကွက်ကစောက်မှချင်း ဖြစ်ပြက်နေတဲ့အခက်ခဲတွေဟာဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့နဲ့အကောင်းဆုံးဖြစ်လျက်ငြိမ်သက်ခြင်းနဲ့တကွဘုရားရဲ့လက်တော်ကွယ်ကစောင့်မခြင်းအစ္စရေလလူမျိုးများရှိရာအရာမှာဘုရားရဲ့လက်တော်ကွယ်ကခြင်းနဲ့တကွကဘာပေါ်မှာစစ်ပွဲတွေကိုငြိမ်ချမ်းလျက်ဘုရားရဲ့ကိဥနာကောင်းကြီးဖြာဖြာနဲ့မေတ္တာတရားလွှမ်းခြုံခဲ့စီစဉ်ခြင်းတို့သည်ကျေးဇူးတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တကောင်အစ္စရေလနိုင်ငံနဲ့တကွတကဘာလုံးပေါ်သို့ငြိမ်ချမ်းခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးတို့သည် ကာလစင်မြတ်တယောက်တည်းရှိတည်နေပါစေတော့အာမင်ယေရှုတင်ပါတယ်ယေရှုခွန်းယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာ၍ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့